ညဝတီချောင်းဆုံမှာရေစင်းကူးရင်နဲ့ရေနှစ်သေးဆုံးသွားကြတဲ့တငယ်ချင်း၄ဦးရဲ့ရုပ်အလောင်းတွေကို၅ရက်ကျော်ကြာတဲ့အထိရှာမတွေ့တာကြောင့်ရှာဖွေမှုရပ်ဆိုင်းလိုက်ပြီးဖြစ်တဲ့ကင်ဆယ်ရေးအဖွဲ့ Stop stop ကိုသာရ stop ရာရာပြီ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 လို့ရာပြီနိုင်ဝိုင်းနိုင်ဝိုင်းလို့ ရတော့ကူတော့ကဲရေကူရလဲရေကူရမေးရင်မင်္ဂလာပါပရိသတ်ကြီးရှင်ပြီးခဲ့တဲ့ရှပ်ပိုင်းရဲ့တွင်တုံးကမြဝတီချောင်းဆောင်မှာရေစင်းကူရင်းနဲ့ပျောက်ဆုံးလျက်ရှိတဲ့တေဆုံးမီဟုယူဆရတဲ့တငယ်ချင်းအမျိုးသား၄ဦးကိုရှာဖွေနေခဲ့တာ၄ရက်ကျော်၅ရက်နေပါရှိလာခဲ့ပြီးမို့ဒီကနေ့မှာရှာဖွေမှုရက်ဆိုင်လိုက်ပြီလို့သိရပါဗျာ အဆိုပါအမျိုးသားလူငယ်လေးဦးဟာရေပွဲလုံးရောင်းသူတွေလို့သိရှိထားရပြီးသူတို့လေးဦးစလုံးဟာဝဲယူသူတွေအပေါ်မှာသဘောကောင်းပြီးပျော်ပျော်ပါပါနေထိုင်တတ်ကြတဲ့သူတွေမျိုးအားလုံးကစိတ်မကောင်းဖြစ်နေကြတယ်လို့လည်းသိရပါတယ်အဆိုပါအမျိုးသားလူငယ်လေးဦးမှာ၃ဦးကရေစင်းကူရင်ရေကူးပြိုင်တဲ့ပုံစံမျိုးမြင်တွေ့ခဲ့ကြရကကျန်တဲ့2ဦးကတော့ကန်ဆက်ကနေဗီဒီယိုရိုက်ကူးပေးခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ဗီဒီယိုရိုက်ပေးနေတဲ့သူကပါဖုန်းထားပြီးတခြားသုံးဦးကိုစင်းကြရကနေသူပါရှင်နဲ့တည်ဆုံသွားတဲ့ပုံစံမျိုးယူဆမြင်တွေ့ရတာလည်းဖြစ်ပါတယ်လူမှုကွန်ရက်ရဲ့အသင်းတွေကလည်းတာမန်ဆိုရင်၂ရက်၃ရက်နဲ့ပြန်တွေ့တာများပဲ။အခုက၅ရက်ကျော်ရှိသွားခဲ့ပြီမို့။တဲရီနဲ့နစ်နေတယ်လို့ယူဆရတာကြောင့်ရှာဖွေမှုကိုရပ်ဆိုင်းလိုက်တာဖြစ်တယ်လို့သိရပါဗျ။အဆိုပါချောင်းနဲ့ပတ်သက်ပြီးသိရှိသူတအူးကလည်း ီးခဲ့တဲ့6ရက်ကမြဝတီမြို့ချောင်းဆုံမှာတငယ်ချင်း၄ယောက်ရေစင်ကူတာ၄ယောက်စလုံးဝဲတဲ့ကိုနစ်မြုပ်သွားတယ်။ဒီနေ့ထိရှာလို့မတွေ့တော့ဘူး။ကျွန်တော်အထင်တော့တဲဝဲဆိုတော့တဲတွေပြိမိနေပြီလို့ယူဆမိပါတယ်။အဲဒါကြောင့်ရုပ်အလောင်းတွေကိုရှာမတွေ့တာနေမှာဟုဆိုကပြောပြထားတာလည်းဖြစ်ပါတယ်။အဆိုပါလေးဦးတဲကပထမဆုံးရေညစ်သွားတဲ့လူငယ်ဟာအိမ်အောင်ရှိသူဖြစ်ပြီးသမီးလေးတစ်ယောက်လည်းကြံခဲ့တယ်လို့သိရပါတယ်။ ကြံရည်သူမိသားစုတွေကတော့အမှန်တကယ်ပဲရှင်နှစ်တည်ထဲမှာပါသွားခဲ့ရင်တော့ရုပ်အလောင်းတွေကိုပြန်လည်ရရှိဖို့အတွက်ဆန္ဒရှိကြပေမဲ့လေသဲဝဲထဲမှာနှစ်သွားပြီးသဲတွေနဲ့ပြိနေခဲ့ရင်တော့ရုပ်အလောင်းရှာဖွေဖို့ခက်ခဲတာကြောင့်လူမှုကူညီရေးအသင်းတွေကလည်းကယ်ဆယ်မှုကိုရပ်ဆိုင်းလိုက်ရတာပဲဖြစ်ပါတယ်